ချစ်သူအသေးရဲ့ဂျန်နာဖေးမကယူဆိုင်မှုတွေကိုအပြေအဝရရှိနေတဲ့ဝိုင်းစုခိုင်တဲ့ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Top Selling Page ကနေပြီးတော့ပရိသတ်အားလုံးကိုပြန်လည်လို့ချိုးဆိုပါရရှင်။ဝိုင်းစုခိုင်တဲ့ရာမင်္ဂလီပရိသတ်ကြားထဲမှာဆိုရင်တော့ဒီမရဲ့တခြင်းလေးကဘယ်တော့မှယူမသွားတဲ့တခြင်းလေးလည်းဖြစ်ပါတယ်။ဝိုင်းစုခိုင်တဲ့ရာအသေးခွဲတခြင်းလေးတွေနဲ့မင်္ဂလီပရိသတ်ရဲ့ရင်ထဲမှာနေရာယူထားတဲ့ဒေသရှင်တယောက်လည်းဖြစ်ပါတယ်။အဲဒီလိုပဲဝိုင်းစုခိုင်တဲ့ရာတခြင်းမျိုးမျိုးလေးတွေဒီဆိုတဲ့အခါမှာလည်းနားထောင်လို့ကောင်းပါတယ်။တရုတ်ဆောင်ဘက်မှာဆိုရင်လည်းအထိုင်အလျောက်အောင်မြင်မှုရရှိထားတဲ့ อนุปันยาเชิงทยาวเบฟเฉพาะเลย မိုင်းစုခိုင်တဲ့ရာအနုပညာလောကမှာအောင်မြင်စွာရပ်တည်နိုင်ခဲ့ပေမဲ့သူမရဲ့အခြေရေးမှာဆိုရင်တော့ဝေဖန်မှုတွေနဲ့အတူအခြေရေးကန့်ခေတဲ့မင်းသမီးလေးတိလက်အဖြစ်ကိုအားလုံးကသတ်မှတ်ထားကြတာလည်းဖြစ်ပါတယ်။မိုင်းစုခိုင်တဲ့ရာငယ်ရယ်စုံတော့ဟိဝရန်နဲ့လည်းတရင်နေဟိုးလေးတကြောထွက်ခဲ့ပြီးတော့ရရှိခြင်းလက်တွဲခြင်းရတော့အဆင်မပြေခဲ့ဘူး။ဒါပေမဲ့သူမလက်တွဲခဲ့တဲ့ခင်မုံနဲ့လည်းတကယ်ကိုတာယာရဲ့အိမ်တော်ကြီးဘဝလေးကိုဖျက်ဆီးနေပြီလို့ထင်ရပေမဲ့ကွာရှင်းပြက်စဲခဲ့ပြီးတော့အောင်လာတဲ့ ဲ့တွဲခဲ့တာလဲအားလုံးအသိပဲဖြစ်ပါတယ်။အောင်လာနဲ့တွဲခဲ့တဲ့အချိန်မှာလဲဒမဘက်ကနေပြီးတော့အကောင်းမွန်ဆုံးအပြည့်အဝအစွမ်းကုန်ချစ်ပေးခဲ့ပေမဲ့လဲဒမရဲ့အချက်တရတော့ရောင်ပြန်ဟက်ချင်းမခံရဘဲနဲ့ပြဿနာတွေဟိုးလေးတစ်ကြုံတိုက်ခဲ့ရသေးတာပဲဖြစ်ပါတယ်။ပိုင်းစုခိုင်တဲ့ရာအောင်လာတဲ့အစဉ်ပြေမယ်လို့အားလုံးကထင်ထားခဲ့ပေမဲ့လည်းပြဿနာတွေတစ်ခုပြီးတစ်ခုတက်လာခဲ့ပြီးတော့လမ်းခွဲတဲ့အထိဖြစ်ခဲ့ရလဲဖြစ်ပါတယ် အောင်လာတဲ့ဝိုင်းစုခိုင်တဲ့ရာလမ်းခွဲခြင်းမှာကောင်းတော်လမ်းခွဲခြင်းမဟုတ်ဘဲနဲ့ကမောက်ကမကရက်တီထားပြီးတော့လမ်းခွဲခဲ့ရလဲဖြစ်ပါတယ်။အခုချိန်ထိတိုင်အောင်အောင်လာဘက်ကနေပြီးတော့ဝိုင်းစုခိုင်တဲ့အပေါ်မှာ အောက်ဖဲလန်နာတွေတိုက်ခိုက်တာတွေရှိနေတော့ဆိုပြီးတော့ဆိုရှယ်မီဒီယာမှာတက်လာတာပဲဖြစ်ပါတယ်။အခုတော့ဝိုင်းစုခိုင်တဲ့ရာအချက်ကြီးမှာအစဉ်ပြေပျော်ရွှင်နေပြီလို့ယူဆလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့အခုဆိုရှယ်မီဒီယာပေါ်မှာတက်လာတဲ့ပုံလေးမှာတော့ဝိုင်းစုခိုင်တဲ့ရာအချက်သူအသက်စီရနေပြီးတော့ဂျန်နာဖေးမဂျန်နေကိုရ ရှိနေတာကိုဓာတ်ပုံလေးမှာမြင်တွေ့နေရတာလည်းဖြစ်ပါတယ် ဝိုင်းစုခိုင်တဲ့ရမြန်မာစစံလေးဝတ်စားထားပြီးတော့ဒေါက်ဖနက်လေးဝတ်ထားတာအဆင်မပြေတာကိုချစ်သူကောင်လေးရယူရရနဲ့တိတိကျကျလေးပြင်ပြီးတော့စီးပီးနေတဲ့ပုံစံလေးဆိုရှယ်မီဒီယာမှာတက်လာတာဖြစ်ပါတယ်။အဲ့ဒီဓာတ်ပုံလေးကိုကြည့်ပြီးတော့ဝိုင်းစုတော့ဒီတစ်ခါအချစ်ရေးမှာကံကောင်းသွားပြီဆိုပြီးတော့ပရိသတ်တွေကထင်စေးပေးနေကြပါတယ်။အချစ်ရေးမှာကံမကောင်းတဲ့မင်းသမီးလေးကိုအချစ်ရေးမှာကံကောင်းခြင်းနဲ့ပြည့်စုံစေခြင်းနဲ့ပရိသတ်တွေကသူမအတွက်ကိုဆုတောင်းပေးနေကြတာလည်းဖြစ်ပါတယ်။ဝိုင်းစုကအချစ်ရေးမှာအရင် တော့ဘလောက်ပဲစိတ်ညစ်စရာတွေရှိခဲ့ရှိခဲ့မပျော်ရွှင်မှုတွေဘလောက်ပဲရှိခဲ့ရှိခဲ့အခုလက်ရှိအခြေရင်းလေးမှာတော့တရားပျော်ရွှင်စွာနဲ့ဖြတ်တန်းသွားစီခြင်းပါတယ်ပြိတ္တတရားလည်းသူတို့ချေရတဲ့မင်းသမီးလေးဝိုင်းစုခိုင်တဲ့အတွက်ကိုအခြေရင်းမှာကံကောင်းပျော်ရွှင်စေဖို့အတွက်ဆုတောင်းပေးနေကြရလဲဖြစ်ပါတယ် ဝိုင်းစုတယောက်အချစ်ခံထိုက်တဲ့မိန်းကလေးတယောက်ဖြစ်ပါစေအခုလက်ရှိအချစ်ရေးလေးရအမြဲတမ်းတည်တံ့ပြီးတော့ပျော်ရွှင်စရာတွေကိုပိုင်ဆိုင်သွားနိုင်ပါစေလို့ဒီမရဲ့ပရိသတ်တွေနဲ့ထပ်တူဆုတောင်းပေးလိုက်ပါရရှင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲအချစ်ရေးမှာကံကောင်းပျော်ရွှင်ကြပါစေရှင်